အခုပြပြပေးသွားမယ်ကျမ်းမာရေးအကြောင်းအရာလေးကတော့ပေဆောင်ကားသည်စားသုံးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ပေဆောင်ကားသည်စားသုံးခြင်းရဲ့အကျိုးကျေးဇူးလေးတွေကိုပြပြပေးရမယ်ဆိုရင်တော့ပေဆောင်ကားသည်မှာဗီတာမင် C ဗီတာမင် A တို့ကျွယ်ဝစွာပါဝင်နေပါတယ်ဒီဗီတာမင်ဓာတ်တွေကအန်တီအောက်ဆီဒန့်တွေလိုပဲအလုပ်လုပ်ပါတယ်အရွေးမတိုင်ခင်အိုမီးရေရောစေတဲ့အရေးအကြောင်းတွေပေါ်လာတာတွေကိုလည်းကာဝယ်ပေးပါရစေ။နောက်တစ်ခုကအသားအရေကိုတည်ရင်စေပါရစေ အန်တီအောက်ဆီဒန့်ဓာတ်တွေကျွဲဝစွာပါဝင်တာကြောင့်အသားအရေကိုတည်ရင်းစေပါတယ်။နောက်တစ်ခုကကယ်လိုရီပါဝင်မှုနည်းပါစေတယ်။ပယ်ဆောင်ကားသီးကကယ်လိုရီပါဝင်မှုနည်းပါတယ်။သူ့မှာ100ဂရမ်ကနေ59ကယ်လိုရီပဲရှိပါတယ်။နောက်တစ်ခုကဗီတာမင် C ဓာတ်ပါဝင်မှုများတာဗီတာမင် C ဓာတ်ပါဝင်မှုများတာကြောင့်ကိုယ်ခံအားစနစ်ကိုအားကောင်းစေပါတယ်။နောက်တစ်ခုကသက်တူဓာတ်နဲ့ဗီတာမင်ဓာတ်တွေကျွဲဝစွာပါဝင်တာ ပေးဆောင်ကားသည့်မှာအရေးကြီးတဲ့သတ္တုဓာတ်တွေဖြစ်တဲ့တန်ဓာတ်၊မက်ဂနီစ်၊ကော်ပါ၊ကယ်လ်ဆီယမ်၊ဖော့စဖရက်၊မက်ဂနီဆီယမ်တို့လည်းပါဝင်ပါတယ်။အဲ့ဒီအပြင် DNA တွေပျက်စီးမှုကိုလည်းကာကွယ်ပေးပါတယ်။စိတ်ကိုကြည်လင်စေပြီးအာအိမ်တွေကိုလည်းဖြစ်စေပါတယ်။နောက်တစ်ခုကကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာ။ပေးဆောင်ကားသည့်မှာကယ်လ်ဆီယမ်၊ဖော့စဖရက်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ဒီဓာတ်တွေကအရိုးကိုတမ်းမာစေပြီးအာအိမ်ကိုဖြစ်စေပါတယ်။ ဒါတော့ပေးဆောင်ကားဒီစာသုံးခြင်းရဲ့အကျိုးကျေးဇူးလေးတွေကိုပြပြပေးခဲ့ရပါပဲဖြစ်ပါရှင်။အချိန်ပေးပြီးကြည့်ရှုခဲ့တဲ့အတွက်ပရိသတ်များကိုကျေးဇူးတူပဲတင်ပါတယ်။